မြန်မာငလျင်ပေးမှာစင်ကာပူကိစင်ရေးဖွဲ့အုံပြုသွားခဲ့တဲ့စက်ရုပ်ပိုဟင်အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံမှာအင်အားဆဲဝဲပိုင်ဆဲဝဲရစ်စတာစကင်းရှိတဲ့အားပြင်းငလျင်ကြီးလှုပ်ခတ်သွားပြီးနောက်ပြိုကျပျက်စီးမှုတွေလည်းတော်တော်လေးများခဲ့ပါတယ်အစားအုပ်တွေမှာပိတ်မိနေတဲ့သူတွေလည်းအများပြားရှိခဲ့တာမလို့နိုင်ငံတကာကိစင်ရေးဖွဲ့တွေလည်းအများပြားရောက်လာကြပါတယ်အဲ့ဒီကိစင်ရေးဖွဲ့တွေမှာစက်ပျက်စီးဆုံးလင်းတဲ့ဤပညာဆုံးလင်းတဲ့ပါဝင်လာကြပါတယ် စင်ကာပူကေဆေးရေးဖွဲ့အားဆိုရင်တော့စိတ်ဟုတ်ပိုဟဲ့ဆိုတဲ့နီးပညာသစ်တစ်ခုကိုယူဆောင်လာခဲ့ပါတယ်စင်ကာပူဆိုရမြန်မာနိုင်ငံအတွက်စင်ကာပူ Civil Defense Force SCDF ကေဆေးရေးဖွဲ့ကိုမလာ30ရက်နေ့မှာဆေးလုပ်ပေးခဲ့တာဖြစ်ပါရင် SCDF ဖွဲ့မှဆိုရင်တော့အကေဆေးရေးတပ်သား80နဲ့ရှာဖွေရေးခွင်း၄កောင်ပါဝင်ခဲ့ပြီးတော့ဒီဖွဲ့နဲ့တူစစ်ရုပ်ပေါ်ဟဲ10កောင်ထိလည်းပါဝင်လာခဲ့တယ်လို့သိရပါရင်စစ်ရုပ်ပေါ်ဟဲဆိုတာကပေါ်ဟဲတွင်နေပုံမှန်တံတူပြုလုပ်ထားပြီးတော့ကင်မရာနဲ့အာယုံခံကိရိယာတွေတက်ဆင်ထားပြီးစစ်ရုပ်တရုပ်ပဲဖြစ်ပါရင်အရွယ်စားက6စင်တီမီတာခန့်သာရှိပြီးတော့လူဝင်လို့မရနိုင်တဲ့နေရာတွေမှာရှာဖွေကေဆေးရေးတွေလုပ်ဖို့အတွက်တည်ထွင်ထားတာဖြစ်ပါရင် အနည်းဆက်ဆုံးဥမာအနေနဲ့လူအများပြပိတ်မိနေတဲ့ Sky Milan Controller နေရာဒီမှာဆိုရင်တော့အပြင်အစီးတွေရမ်းများတာကြောင့်ကယ်ဆယ်ရေးသမားတွေထဲဝင်ဖို့တိဝင်ရောက်ရှာဖွေဖို့အတွက်ခက်ခဲရှိပါသေး ဒီလိုနေရာမျိုးဆိုရင်တော့စရုပ်ပိုးဟက်ကိုဆေးလွတ်ပြီးတော့ဘယ်နေရာမှာဘသူတွေအသက်ရှင်နေသေးသလဲဆိုတာနဲ့ဓာတ်ပေါ်တွေရဲ့ဒီနေရာကိုလည်းသိရှိနိုင်ပါတယ်။ကဲဆေးရေးဖွဲ့တွေမှာအဆောင်အုံပြိုချမှုတွင် အသက်ရှင်ကျန်ရသူရှိမရှိသိနိုင်တဲ့စကန်နာတွေလည်းပါပါတယ်။အဲဒီစကန်နာတွေကအသက်ရှင်ကျန်သူကိုပဲသိနိုင်တာဖြစ်ပြီးတော့စရုပ်ပိုးဟက်တွေကတော့လမ်းကြောင်းခြေနေပါသိနိုင်တဲ့အတွက်ပို့ပြီးတော့စိမြင့်သလိုထောက်ကူဖြစ်တယ်လို့လည်းပြောလို့ရပါတယ်။ဒီဆေးရုပ်ပိုးဟက်တွေကိုတော့စင်ကာပူခြေဆိုင်ဒီပညာခြေဆိုင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ HDH နဲ့ နန်ယောင်နိပညာကောလိပ်တို့ကပူးပေါင်းထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။ဒီနိပညာကိုဆိုရင်တော့2022ခုနှစ်လောက်ကတည်းကစမ်းသပ်ထုတ်လုပ်ခဲ့တာဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ်အေပီလမှာကျင်းပတဲ့စင်ကာပူကနိပညာပြပွဲတစ်ခုမှာပထမဆုံးချပြခဲ့ပါတယ်။ ီစရုပ်ပိုဟက်တွေကိုမြန်မာငလင်ဘေးမှာတော့ပထမဆုံးအသုံးပြုခဲ့တာလို့သိရပါပြီ2026မှာတူတင်ကြဲကြဲအသုံးပြုနိုင်ဖို့အတွက်စင်ကာပူဘက်ကခံမှန်းထားခဲ့ပါပြီမြန်မာငလင်တွေစင်ကာပူကေဆေးဖွင့်တဲ့သူဒီစရုပ်ပိုဟက်တွေကိုကင်တွယ်မင်းစင်ကာပူနီးပညာရှင်တွေလည်းလိုက်ပါလာကြပါပြီဒါတွေကိုမန်လီနဲ့နေပြည်တော်တို့ကရှာဖွေကေဆေးလုပ်ငန်းတွေမှာအသုံးပြုသွားခဲ့တယ်လို့သိရပါပြီစရုပ်ပိုဟက်တွေကနေတစင်အသက်ရှင်ကျန်သူကိုရှာဖွေနိုင်တာမျိုးတော့မရှိခဲ့ပါဘူးဒါကလည်းလက်ရှိမှာစရုပ်ပိုဟက်ကိုစမ်းသပ်ဆဲကာလာမှာပဲရှိသေးတာကြောင့်လို့ပြောလို့ရပါပြီအသက်ရှင်ကျန်သူကိုမရှာနိုင်ခဲ့ပေ ေမဲ့လည်းအပြည့်စည်တွေကြားကလမ်းကြောင်းခြေနေကိုတိခဲ့ရတဲ့အတွက်မြေပြင်ကကယ်ဆယ်ရေးဖွဲ့တွေအတွက်အထောက်အကူလေးဖြစ်ခဲ့ပါသည်။နောက်ပိုင်းကျရင်တော့ဒီစိရုပ်ပေါ်ဟက်တွေကိုငယ်လင်းနဲ့ချောင်းသဘာဝတွေကြောင့်ပြိုကျပျက်စီးမှုတွေဖြစ်လာခဲ့ရင်သုံးဝင်လာနိုင်ပါသည်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလေးကကြည်သုံးပါမှာကြော်လာနိုင်ကြပါစေလို့ကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆူတောင်းမြတ်တာစကားလေးလက်ဆောင်ပါလိုက်ပါစေရှင်။ ။နောက်နေ့တွေမှာလည်းငလေးနဲ့ပတ်သက်တဲ့ထူဆန်းထွေလာအကြောင်းအရာများနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့လောင်းတဲ့ပဲနှုတ်ဆက်ခဲ့ကြပါရစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။